ာကန္ဒီမိသားစုနဲ့ဆုံတွေ့တော့ကတခြားစကားနဲ့ပြောရင်ပြောလို့ရတာပဲအဲ့ဒါလို့မပြောပဲနဲ့ကျင်းကြီးကျင်းငယ်နဲ့ပြည့်နေတဲ့မင်းသမီးမာကန္ဒီကိုခြေတော်တဲ့တော့မထိကျင်ဘူးလို့ဆိုတော့အဲ့ဒါတော့မှုချုပ်ပြည့်ချုပ်ပြောရဲဆိုပြီးတော့ကြားတဲ့ပုဂ္ဂိုလ်မခံနိုင်ဘူးတိတာရသော်ပြာကအဲ့ဒါတို့စကားမျိုးပြောလာလို့ဆိုမှန်နေ အကျိုးရှိတယ်ဆိုရင် သူကြိုက်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 ပြောတယ်ခင်ဗျာအဲ့ဒါပြောကြသူကတော့ဆိုရဲကောင်းသောစကားကိုဆိုတော်မူတတ်သောဆိုရဲမြတ်စွာဘုရားကုန်တယ်မဟာနော်မန်းနဲ့မရမယ်အကျိုးလည်းရှိမယ်သူများကြိုက်ရင်လည်းပြောမယ်မကြိုက်ရင်လည်းပြောတယ်ဒီနှစ်ခုမကြိုက်လို့ပြောသည့်အတွက်ကြောင့်လို့ဆိုနိုင်တယ်ပေါ့မြတ်စွာဘုရားရန်လောက်ခံရတယ် တော်ရှမ်းလုံးခံရတာကိုထက်မတွက်ဘူးဒီလို ပြောလိုက်မှအကျွတရားရမဲ့ပုဂ္ဂိုလ်ပဲချီတယ်ရှမ်းလုံးပဲပုဂ္ဂိုလ်သိပ်မချီဘူးမြတ်စွာဘုရားဖះပွင့်လာတာကကိုကတ ত্ত্ব ဝါရီအမှန်သိဖို့အတွက်ပေါ်လာတယ်အဲ့တော့အမှန်သိမဲ့အသိဉာဏ်ဖြစ်ပေါ်လာမှာကိုဥစ္စာပေးလိုက်တယ်အဲ့ဒါလိုပြောလိုက်တဲ့အခါကျတော့မှသူ့အမေနဲ့သူ့ဖေကကျွတ်သွားတယ် တရားတို့ရသွားတာမာဂဏီမိနဲ့ပဲမာဂဏီပုံနာကြီးနဲ့ပုံနေမာရအကျွတ်တရားရတာသို့တော့အဲ့ဒီစကားတလုံးကမာဂဏီကိုဖျားကိုယံလို့အောင်ပြောလိုက်တဲ့စကားမျိုးဖြစ်သွားတယ်မာဂဏီကတော့ယံညှို့ဖွဲ့သွားတယ်တမိမာဂဏီကယံညှို့ဖွဲ့တယ်အဖေမာဂဏီအမေမာဂဏီသူတို့အကျွတ်တရားရ အဲ့ဒီအကျွတ်တရားရမယ်ဟာကိုကြောက်ပြုတ်ပြီးပြန်ဆောပြပြောတယ်လို့တို့တို့ပဲမှာနော်အဲ့လိုဆိုလို့ပေါ့